ကတိုက်ခံလိုက်ရတဲ့မိခင်နဲ့အတူကလေးတွေဒုက္ခရောက်နေတာကိုအခုလိုသွားရောက်ကူညီဖေးမပေးခဲ့တဲ့လှိုင်းတရားကိုကြည့်။သူကရွေးမောက်ကိုပဲကြည့်တာခေါင်းချမလို့အဲ့ဒါနဲ့အဲ့ကရွေးမောက်နားမှာလည်းသူကတမီးမထားဘူး။အဲ့နဲ့သူတို့ရဲ့ဗီဒီယိုကောကိုတမီးပြင်းနေ။သူတို့ကလည်းဗီဒီယိုကောနဲ့လိုက်ဖို့မတင်တာတော့နေ။တမီးရှင်နေတယ်မကောင်း။အဲ့ဒါနဲ့ဩမဖြစ်သေးပါဘူးလေ။ငါအခုလိုကိုကိုကိုတင်နိုင်ငါသားသမီးတွေပို့ဆိုးသွားမယ်ပေါ့။ပြီးတော့အင်းမကောင်း။ဟွန်းမကောင်းတော့ဘာတွေလုပ်ပေးခြင်း ဘယ်နေရတာဒါလောက်ရတာဘာ။ဒါ14သိန်းနဲ့4000။ဟုတ်ကဲ့ကိုကြီး။အဲ14သိန်းနဲ့4000။ဟုတ်ကဲ့14သိန်းနဲ့4000။အင်းအခုလိုလူတဲ့အခုလိုမျိုးတော့အရန်ရောက်နေတဲ့သမီးတို့ပြတိုက်လူပြောတော့အရန်ပြောတာဘောကိုကြီး။ ပန်းပြင်ကြီးလမ်းပေးမှာမိုးကလေးကားကငါတက်ပြားကြီးနဲ့ကာနေရတဲ့မိသားစုတစုရဲ့ဗီဒီယိုလေးကဆိုရှယ်မီဒီယာမှာပြန့်နှံ့လာခဲ့ပါတယ်။မိခင်ဖြစ်သူကတာသမီတွေအတွက်ရရအလုပ်လုပ်ကရှာကျွေးနေရတာဖြစ်ပါတယ်။အလုပ်ကခက်တဲ့အပြင်နေဖို့နေရာလည်းမရှိလို့ပန်းပြင်ကြီးလမ်းမပေးမှာအင်ဂျီယာမဲ့အဖြစ်နေထိုင်နေပါတယ်။ဒီလိုဘွားကစိုးရတဲ့အခြေခံကမကောင်းရှာပါဘူး။မိခင်ဖြစ်သူကကားမတော်တဆတိုက်ခန့်လာရကလက်လက်ဒဏ်ရာရတဲ့အပြင်ခြေထောက်လည်းကျိုးသွားပါတယ်။ဒါကိုကားသမားကလူသားဆန်စွာတောင်းဝမယူပဲထွက်ပြေးသွားခဲ့ပါတယ်ရှင်။အင်ဂျီယာမဲ့ဘွားနဲ့နေနေရင်းကနေအခုလိုထပ်ပြက်တာမှု ေးကုစရာလည်းမရှိပါဘူး။စေးရုံမှာငွေလည်းမပေးနိုင်လို့မျက်နှာလည်းငင်ရပါတယ်။ကြပြင်ခြေထောက်ကအသားတွေအယိုးတွေမှွက်ချေသွားတဲ့အနေအထားကိုဖြစ်နေပါတယ်။ဒီအနေအထားမှာစတီကြောင့်ထက်ရမှာဆိုပေမဲ့မထက်နိုင်လို့စေးရုံကဆင်းလာခဲ့ပါပြီ။စေးရုံကဆင်းလာပြီးမှအဆင်မကုနိုင်လို့ဘာမှလည်းမလုပ်နိုင်ပါဘူး။ ိမ်လည်းမရှိစားစရာလည်းမရှိတဲ့အနေအထားမှုဒါအကြီးဆုံးလေးကလုတ်ကင်ကျွေးနေရပါတယ်။မိခင်စင်ုံတက်နေတော့ဝက်ရှော့မှာတောက်တူမရလောက်ခါညီလေးတွေနဲ့မိခင်ထမင်းစားလို့ရအောင်သွားလုပ်နေရပါတယ်။ကာသမားကတောင်းဝန်မယူဘဲအခက်ခဲဖြစ်နေရတဲ့မိခင်နဲ့ကလေးတွေကိုဘယ်သူကူညီမလဲဆိုပြီးတော့ဆိုရှယ်မီဒီယာကလူတွေကစိတ်ပူနေကြကြရပါတယ်။ထီထီရောင်ရောင်ကူညီပေးနိုင်တဲ့သူနဲ့မှသာကျမ်းမာရေးမကောင်းတဲ့မိခင်နဲ့ကလေးတွေရဲ့ဘဝကတာယာသွားမှာပါ။မိခင်ဖြစ်သူဆိုရင်ဒီလိုဘဝအခြေအနေကိုအရှုံးပေးကအသက်ဆုံးမအထီတောင်တွေးခဲ့ပါတယ်။စေုံမာတို့ကပြတင်းပေါက်ကနေခုံချဖို့လုပ်ခဲ့သေးတာ ာပါဒါပေမဲ့အဲ့ဒီအချိန်မှာတာအကြီးဆုံးကညီလေးတွေကိုဝက်ရှော့မှာအလုပ်ဝင်လောက်ခါရှာကျွေးနေတဲ့ဗီဒီယိုလေးကိုမြင်တွေ့လိုက်ရပြီးထားခဲ့လို့မဖြစ်ဘူးဆိုပြီးတော့နောက်ထပ်အကြီးကျယ်ရသွားခဲ့ပါတယ်ဘယ်တော့မှမထားခဲ့ဘူးဆိုပြီးတော့တားလေးအတွက်ပြန်လဲအတင်းကနေနေရပါတယ်ဘာမှမလုပ်နိုင်တဲ့ဘဝမှာတားနဲ့သမီးတွေဒုက္ခရောက်နေတာကိုကြည်ရတာမိခင်တဲ့အောင်နေနေတော့ရင်ထဲမှာမချစ်အောင်ခံစားနေရရှာမှာပါဒီလိုအချိန်မှာမိခင်နဲ့ကလေးတွေကလိုင်သာယာကိုကြီးကိုအကူအညီနဲ့တောင်းခဲ့ပါတယ်လိုင်သာယာကိုကြီးကခက်ခဲသူတွေကိုစုကူညီနေကြမို့သူ့ကိုလည်းကူညီမလားဆိုလည်းမျှော်လင့်ချက်နဲ့အကူအညီတောင်းမှု 就是开发的。 တကယ်ကူညီတောင်းတဲ့အချိန်မှာတော့လိုင်တန်ရကိုကြီးဘက်ကတုံ့ပြန်မှုကြောင့်မိခင်နဲ့ကလေးတွေကမျက်ရည်ပါကျခင်ရပါတယ်။လိုင်တန်ရကိုကြီးကအကူအညီတောင်းတဲ့သူတိုင်းကိုကူညီတာမျိုးမရှိပါဘူး။ဒါကြောင့်မို့လဲကူညီပါမလားဆိုရင်ဒီချိန်မှာလိုင်တန်ရကိုကြီးကငွေထုတ်ပိုက်ကလမ်းမင်းကိုရောက်ရှိလာခဲ့ပါတယ်။မိခင်နဲ့ကလေး၃ယောက်အတွက်14သိန်းလာလူပေးခဲ့တာပါရှင်။14သိန်းဆိုတော့တတိတိအတွက်ဖြုံးတဲ့ပမာဏအစင်းဆိုပေမဲ့လိုအပ်တဲ့မိခင်နဲ့ကလေးတွေအတွက်တော့အရန်ကိုပျော်ရွှင်သွားခင်ရပါတယ်။လိုင်တန်ရကိုကြီးကိုကျေးဇူးတင်လွှင့်လို့မိခင်ကလည်းငိုနေတယ်လို့တာသမီတွေကလည်းငိုနေခဲ့ကြပါတယ်။ အကြီးဆုံးသားလေးဆိုရင်မျက်ရည်မိုးတွေဖြိုင်ခေါငူနေခဲ့ရှာတာပါသူ့အနေနဲ့အကြီးဆုံးဖြစ်တာမို့ညီလေးညီမလေးတွေရဲ့ဝန်ရောမိခင်အတွက်ဝန်မှာပြည်နေရှာပါတယ်ဒါကြောင့်မို့လှိုင်းသားကိုကြီးရဲ့ကိုညီလိုက်တဲ့ပတ်စံကိုကြီးကဝမ်းသာလို့မျက်ရည်ကျခရပါတယ်လှိုင်းသားကိုကြီးကလည်းမိခင်နဲ့ကလေးတွေကိုကိုညီချင်းနဲ့စိတ်အပြည့်နဲ့ကိုညီကစိတ်လည်းမကောင်းနေရှာပါဘူးအင်ဂျီယာမဲတွေပေါ်ကမှကျမ်းမာရေးပါမကောင်းလို့ပို့ပြီးတော့အခြေအနေတွေစိုးနေရတာဖြစ်ပါတယ်လှိုင်းသားကိုကြီးအကူအညီကိုရရှိခဲ့တဲ့အပေါ်မှာပြည်သူတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြပေးခဲ့ပါအောင်နော်ကြီးစုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါ 我的心。